ငါတို့အသိကိုတင်းလိုက်ယူကြမယ်။ဖိုတိုစကားကိုနှစ်ယောက်လုံးကကန့်ကွက်ကြရင်တုတ်ပေါ်ကယူလို့တင်းလိုက်ယူမှလားကွ။တပတ်လုံးစာလှည့်ရကြုံရတာမင်းမမှတ်သေးဘူးလား။ဒါဆိုဂျာရဲ့ယူတာပေါ့ဗိုလ်တော်ဦးဖြစ်ဖြစ်။ငါတို့ကြည်လုံးမနေနဲ့မိဝိုင်းကိုလည်းခေါ်လိုက်။မိဝိုင်းနင်ငါတို့အသိနဲ့ပါမမလား။ပါမပေါ့ဟဲ့။နင်တို့ကငါ့ကိုချက်နာကျင်တာလား။ကဲဒါဆိုရပြီ။ငါအတမ်းမိုက်ဆရာမကိုလူစင်းသွားပေးလိုက်တော့မယ်။ ဖိုတူတယောက်သူ့အဖေနဲ့တူကျောင်းဝတ်ဖို့အတွက်ကျောင်းဝတ်ကြီးရုံးကနေကိုရောက်နေတယ်။ဆရာကြီးကဖိုတူကိုမြင်လိုက်တော့ဟောမောင်ဖိုတူပါလား။ဟုတ်တယ်ဗျာဆရာကြီး။ဆရာကြီးကလည်းဖိုတူရှိကိုဆံရွက်လေးတွေချပေးလိုက်တယ်။အင်းဒါဆိုဒီထဲမှာဖြစ်စရာရှိရလေးဖြစ်လိုက်နော်။ဖြစ်ပြီးဆရာကြီးကိုပြမမမဆစ်ပေးမယ်။ပြီးရင်တော့သားတို့တမ်းမိုင်ဆရာမကိုတွားပြလိုက်။သူလက်မှတ်တို့ပြီးရင်တော့ပိုနေဆောင်တွားထုတ်လို့ရပြီ။ ဖိုတူလေးခေါင်းညှိလိုက်ပြီးဆရာကြီးရုံငန်းထဲမှာဖြစ်ရန်ရှိရလို့ဖြစ်နေရောလေပြီးသွားတဲ့အခါမှာဖိုတူဟာဆရာကြီးပြီးပြီဗျဆရာကြီးကဖိုတူဖီကိုဥသိမ့်ဒီနားမှာမိဘအုပ်ထိန်သူလက်မလေးထိုးပေးပါအောင်ဗျာဒါနဲ့ဖိုတူဘီလေးလက်မထိုးပေးလိုက်တယ်ကဲရပြီမဖိုတူဒီစာရွက်ရှူပြီးတအားတို့အတန်းမှဆရာမဆရာနေဘလာဆောင်းကိုသွားတောင်းလိုက်တော့ ဒါနဲ့ဘုသူနဲ့ဆရာကြီးကိုနှုတ်ဆက်လို့သူ့ဘီနဲ့တူရုံငယ်နေရနေထွက်လာခဲ့ရော်လေဆရာမများနာနေကြအောင်ရောက်တဲ့အခါမှာငပိန်နဲ့မြဝိုင်းမတို့ကိုတွေ့လိုက်ရတယ်။ဟာဘုသူမင်းအခုမှလာလာလားကွ။ဟာအေးကွ။ငါကဘီနဲ့လာလား။အဖေကတော့နာနေငယ်ရှိမှစောင့်နေတယ်။ဒါနဲ့မင်းတို့ကအတူတူလာကြတာလား။ဘုသူအဲ့လိုမြင်လိုက်တော့မြဝိုင်းက အတူလာမဟုတ်ပါဘူး။ကြောက်ရွံ့မှတွေ့တာ ਈ ။တော်ပေါ်ကတော့ခုနကတည်းကစောင်းရလို့ပြန်သွားပြီဟ။ဒါလို့နဲ့စောင်းထုတ်ဖို့တန်းစီရင်စကားပြောနေကြတော့မိဝိုင်းလေးရောက်တော့ဆီယာမကနမေရမိဝိုင်းနော်။အဖဦးအောင်တင်အမိတော်ခင်ဝိုင်း။အင်းဟုတ်ပြီရော့။ဒီမှာလက်မှတ်လေးထုတ်ပြီးတော့ပုံလေးစောင်းယူသွားလိုက်တော့။ဒါနဲ့မိဝိုင်းလေးဆီယမပြောတဲ့နေရာမှာလက်မှတ်တူပြီးဆီယမပြီးတဲ့ပုံနှိပ်ဆောင်ကိုရှင်လိုက်တယ်။ ။ရှူပြီးသွားတဲ့အခါမှာမိဘကငါမဆောင်တော့ဘူးနော်။သွားနေပြီ။အေးအေးမဆောင်နဲ့တော့။ဒါနဲ့မိဘလေးတို့ရှိကနေထွက်သွားတော့နေ။ဘလုံးနဲ့ကြောင်မြန်ဝင်မှုတရက်လိုတဲ့နေ့မှာတော့ပိုတူရိုတတိဘလာဆောင်နဲ့ဘောမိန်နေဝဲဖို့အတွက်ဆောင်းဆိုင်ကိုရောက်လာကြတယ်။တော်ဘောကစကားဆာပြီးပြောလိုက်တယ်။ဟဲ့နီ မင်းတို့ဟိုတန်နီးရကျောင်းသားအတုံးငါတို့တန်းမိုင်ဆီယမအကိုတွေ့ခဲ့တယ်မလားဖိုတူလိုကလည်းခေါင်းကြီးပြားလိုက်ကြားရင်အဲ့ဒါနေတုတ်ပေါ်ကဆီယမကြီးကကြောက်စရာရင်နော်စကားပြောတာခက်ပြက်ပြက်နေကွတုတ်ပေါ်စကားကိုမိဝိုင်းကလည်းထောက်ခံလိုက်တယ်အေးဟာဟုတ်တယ်ရုပ်ကြီးကလည်းခက်တီတီနဲ့ငါဖြစ်ကြောက်လိုက်တာပဲမိဝိုင်းအဲ့လိုပြောလိုက်တော့ဖိုတူကနင်းကလေကိုဘာမှမမလုပ်တာမင်းလေကြောက်နေသေးတယ်နောက်ပြီး ဲ့ဒီနေရာကျောင်းလာတဲ့သူသူများတော့ဆ iamat လေးလှုပ်ရှင်နေလို့နေမှာပါဟာနင်တို့ပြောမှပဲကျောင်းသားတိုင်းကိုတွားရေးဖြီးပြီးတော့နှုတ်ဆက်ရမလို့ဖြစ်နေခဏကြာမှအာလုံးစောင်းတီဝယ်ပြီးသွားပြီဆိုတော့ဖိုးတူဟာကဲအာလုံးဝယ်ပြီးပြီမလားတွားကြရအောင်အဲ့ဒီရဲ့ချင်းစောင်းမျက်နှာပုံးလှတာရွေးနေတယ်မိဝိုင်းမကဟဲ့ဟဲ့နင်ငါရွေးလို့တော့မပြီးသေးဘူးနင်ရလဲ ဟာနင်းကလည်းမပြီးသေးဘူးလားကြားလိုက်တာဟာပြီးရင်စာဝတ်ချက်ကိုတော့အဲ့ရအောင်ပါအေးရဟာအထက်ရစာရွက်ကမင်းဒီစာရွက်ပဲကိုရွေးနေလိုက်တာမပြီးနိုင်ဟဲ့ရွေးရတယ်ဟဲ့ရွေးရတယ်ငါကမိန်းကလေးပဲဟာအလှကြိုက်တာစာဝတ်မြင်တဲ့ပုံလှနေစာရေးကျင်စိတ်စာချက်ကျင်စိတ်ပိုဖြစ်တယ်ဟာကဲမင်းတို့ဝင်ပြောမှာပဲပို့ကြနေပြီသူ့ဟာသူ့လေးလွှတ်ထားပေးလိုက်ပါကွာဒါဆိုလေမမဖို့ဆိုအိမ်ကြမှာတွေ့မယ်ကွာ အခုတော့ငါနဲ့တူပေါ်သွားနေပြီအဲ့လိုပြောပြီးငပိန်နဲ့တောက်ပေါ်လေးမိဝိုင်းနဲ့ဖိုးထုကိုချန်လို့ထွက်သွားကြ යි ကဲမိဝိုင်းမိုင်ငါဟိုကောင်နေရှိမှတိတ်မပြောချင်လို့သားနင်းရလဲနင်းမယ်မြမြွေရွေဟာကြားတယ်ဖိုးထုလည်းအဲ့လိုပြောပြီးတော့စောင်းဆိုင်နေရနေဝိတုဆောင်တက်ကိုရှာပြီးဖတ်နေလိုက်တော့တယ်တပတ်မှလေတုပ်ပေါ်နေငပိန်က စက်ကြုတ်တဲ့ဘိုးဆောင်မရဲ့အိမ်ကိုရောက်နေကြတယ်။နင်တို့ကလည်းနော်မနေ့ပြန်အเจ้าမိပြီဆိုဒီနေ့မှလာအပ်ရလားစောစောလေးလာရမှမရှိဘူးတကယ်တည်းဘိုးဆောင်မအဲ့လိုပြောလိုက်တော့တုတ်ပေါ်啊အဲ့ဒါပြောတာပေါ့မမဘိုးဆောင်ရဲ့ဒီကောင်တွေကိုတွားရအောင်တွားရအောင်လို့ပြောနေရကြပြီခိုးရက်သွားမယ်ဒီရက်သွားမယ်နဲ့ရက်ရွှေ့နေကြတာလေခဏနေကြရင်လေဖိုးတူးနဲ့မိဝိုင်းကလာအောင်ပါဗျအေးပါဒီကတော့ချုပ်ပစ်လိုက်မယ် နောက်တစ်ခါဆိုရင်တော့စောစောလေးလာရကြနော်။ဘောဆောင်မှလည်းအဲ့လိုပြောပြီးတော့အထဲကိုဝင်သွားတယ်။ခဏနေတော့ဖိုးထူးနဲ့မိဝိုင်းတို့နေအောင်စပိန်တစည်းနဲ့ရောက်လာကြတယ်။ပေးမိဝိုင်းနင့်ဆောင်တို့ငါထဲဝင်ပြီးပေးခဲ့လိုက်မယ်။နေဒီမှာငပိန်တို့နဲ့နေခဲ့လိုက်တော့။ဖိုးထူးလည်းအဲ့လိုပြောပြီးဘောဆောင်မှရှိတဲ့ဆက်ချုပ်ခန်းထဲဝင်သွားတယ်။မိဝိုင်းမကငပိန်တို့နောက်မှဝင်ထိုင်လိုက်တယ်။ဘာလုံလုံနဲ့မနှက်ပြန်ဆိုရင် ကျောင်းတော်ပြန်ခွင့်တော့မှာပဲနော်။ဟမ်။အေးဟာဟုတ်ပါ။ကျောင်းသုံးလပိတ်တာလည်းဘာမှန်းတော့မသိလိုက်ဘူး။လျှက်ရက်ပြက်လေးလိုပဲ။ငါတို့လည်းတဖြည်းဖြည်းနဲ့တနေ့ပြီးတနေ့ကြီးလာပြီပဲနော်။နောက်ပိုင်းကျရင်အခုလိုစော့နေလို့မဖြစ်တော့ဘဲလုပ်ငန်းခွင့်နေပါလေဝင်ရတော့မှာကွ။ဟဲ့တော်စမ်းမှာငပင်ရဲ့နင်းရလေ။အဲ့ဒီကြောင့်နေမပြောစမ်းမှာနေ။ခဏနေတော့ဖိုးထူးတယောက်ကူကီးပကံခိုင်းလို့မိဝိုင်းလို့ရှိရဲ့နေရာရောက်လာရင်ရော့ မမဘိုးဆောင်ကကူကီဆိုင်စောင့်ကြတယ်။ဒါနဲ့ဘိုးတို့တို့လည်းကူကီဆိုင်စောင့်လိုက်ကြတယ်။နောက်ပြန်ကြရင်ခုံနီယာဥရမာဆိုတော့စောစီးလာကြအောင်နော်။အေးဟုတ်တယ်။ငါလေးနင်တို့အဲ့ဒါမှမလို့ပြီးကြမှာနောက်ဆုံးနဲ့ရောက်သွားတာတို့ဘေးဆုံးထိုင်ရတို့ဖြစ်နေအောင်မ။အေးပါစောစောလာခဲ့မင်း။ငါကဘရင်မဘတ်မှာထိုင်ကျင်တာဟာ။ဟမ် ဒါလို့နဲ့သူတို့စကားပြောနေတော့ဘောဆောင်မတရားဆောင်းအိတ်တွေကလည်းထွက်လာတယ်။ကြော့ဒီဟာဖို့သူဟာဒီဟာငပိန်ဒီဟာတုပ်ပေါ်ဖိုသူငပိန်နဲ့တုပ်ပေါ်တို့လေဘောဆောင်မလမ်းပြီးတဲ့ဆောင်းအိတ်ကိုယူလိုက်ကြတယ်။ဘောဆောင်မကဒါကမြွိုင်းဟာနောက်ပြီးဒါကမြွိုင်းအပ်ထားတဲ့ကြောင်စိမ့်ရင်မုံအဖြူနဲ့ထမိန်နော်။အိမ်ရောက်ရင်ငွေကြည့်လိုက်။မော်တော်ရာရှိရင်ပြန်လာပြန်လိုက်နော်။အဲ့နောက်တော့ဖိုသူတို့လေ ဘောဆောင်မောင်နှောက်ဆက်ပြီးပြန်လာခဲ့ကြတယ်တလုံးနဲ့မနေ့ပြန်ကြောင်းခွင့်တဲ့နေ့မှာတော့ပို့ထူတို့တတွင်ကြောင်းမော်စောကြီးရောက်နေကြတယ်။အခန်းတကမဖွင့်သေးရနဲ့ပို့ထူကဟမ်အခန်းတကလည်းမဖွင့်သေးပါလားဟ။အေးကွာဟုတ်ပါငါတို့ဒါစောနေလို့များလားမသိဘူးနော်။တို့တို့အဲ့လိုပြောနေပြီနဲ့ဘေးကမ်းမှလည်း သူတို့လိုစောင့်နေတဲ့ចောင်းသားတွေရှိနေအောင်ဆိုတော့ငါတို့စော်တာမဟုတ်ဘူးဟာအခန်းဝင်းမဲ့ဆိုင်နောက်ကြနေရဒါနဲ့တော်ဘောကလည်းဝင်ပြောတော့နေအကန်ဝင်းမဲ့ဆိုင်မှာနောက်ကြရလဲမဟုတ်တလို့ငါတို့စောနေရလဲမဟုတ်ဘူးចောင်းသားတွေကခုံဦးမှောင်မှုဆော့ဆော့လာတာတဘာဝပဲဆ ्याम တွေကလည်းចောင်းတဲ့ခါလောက်ထုတ်ကနေမှတကားလာဖွေးပြီးမှတဘာဝပဲကွာတော်ဘောအဲ့လိုပြောလိုက်တော့မှဖိုးတူကိုလည်းငြင်းသွားကြတယ်အတန်ကြာနေတီတကားမခွင့်နေတော့ နက်ဆောင်မစားရသေးတဲ့ငပိန်ကငါတို့ဘိုက်စားတယ်ကွာမနက်ဆောင်သွားစားလိုက်မယ်ဘသူငါနဲ့လိုက်မယ်ငါလည်းဘိုက်တော်စားတယ်ဒါပေမဲ့ရှေ့ဆုံးထဲမရမှာဆိုလို့မလိုက်တော့ဘူးအေးပါဟိုဒါဆိုငါသွားနေတော့တကားဖွင့်သွားရင်ဖိုးတူပြပြတုတ်ပေါ်ပြပြမင်းတို့ရဲ့ဘေးမှာငါအတွက်နေရာလေးဥပေးထားပါဦးကွာငပိန်လည်းအဲ့လိုပြောပြီးတော့သူ့ရဲ့လူကြီးကိုအောက်ချလို့ចောင်းမို့ဇေလံကိုထွက်သွားတယ်ငပိန်ထွက်သွားတော့တုတ်ပေါ် ီကောင်ငပေးရတော့ကွာအလုတ်ပူပေးသွားမြင်တုံပေါ်လေးပြပြဆွဆွနေငပေးရဲ့လော်ရီကိုကောက်နေလိုက်တယ်ခနာအကြောင်မှာအတန်းမိုင်ဆ iam မလေးရောက်လာတယ် sorry ပါသားတို့တမီးတို့ရင်ဆ iam မလေးရုံခဲနဲ့မှာစင်းစရာလုံနေရနဲ့တကားဖွင့်မမေ့သွားတယ်အဲ့လိုပြောပြီးတကားကိုဖွင့်မေးလိုက်တဲ့အခါမှာအကြောင်းသားတွေအားလုံးအခန်းထဲကိုအုပ်လိုက်ကြည့်ဝင်ကြတော့တယ်ဖို့သူကလည်း ရှေ့ဆုံးကမှနေရာဦးလိုက်ပြီးပိုတူပေးမှတော့တော်ပေါ်အောင်ဝင်ထိုင်လိုက်တယ်။ကြောင်မတယောက်ကငါမင်းတို့နဲ့ထိုင်လို့ရလားငါရှေ့ဆုံးမှထိုင်ခြင်းလို့မရဘူးဒီနေရာမှာလူရှိတယ်ငါတို့တကယ်ချင်းခဏနေလာမှာတော်ပေါ်အဲ့လိုပြောတာနဲ့ကြောင်မလည်းဒုတိယခုံမှာသွားပြောင်းထိုင်လိုက်တယ်ခဏနေတော့မုတ်စည်းတဲ့နေကနေမုတ်စားပြီးတော့ငပိန်တယောက်ပြင်ရလာတယ်။တကားက ဘယ်ကျင်းကဖွင့်လိုက်တာလေကွာဘယ်ကျင်းကဖွင့်ရမှာလေမင်းသွားပြီခဏကြာတော့ဖွင့်တာပေါ့ဟာတော်ပေါ်တရားဝါစီဝါစီပြောလိုက်တော့ငပိငါဩမင်းရလေဒါလေးလောက်ခိုင်းတော့ပွားစီပွားစီနေကွာငပိလေတော်ပေါ်ဥပေးထားတဲ့နေရာမှာဝင်ထိုင်လိုက်တည်ငါဒီမှာမင်းတို့အတွက်ကြာနေကြဝဲလာပါလေကွာရော့ဒါနဲ့ငပိလေသူဝယ်လာတဲ့ကြာနေကြတို့ကိုဖိုးထုံးနဲ့တော်ပေါ်ပေးလိုက်တည်ဒါအောင်မြင်တော့မိဝိုင်းမကောင် မင်းကလေးတမတ်ကနေနှမ်းအောင်လို့နေဟဲ့ငမေမင်းကငါ့အတွက်ကြာမပါဘူးလားပါပါလေဟာနေရလေရော့ဒီလိုနဲ့ကျောင်းတက်ကောင်းတော်ထိုးသားချိန်မှာအတန်းမှိုင်ဆရာမကဆရာကြီးကမိကုံးပြောမှမို့ကျောင်းရဲ့အဆမ်မလီကွင်းကိုလာခဲ့ပေးကြပါတယ်ကလေးတို့ဒါနဲ့ဖိုးတူတို့လည်းဆမ်မလီကွင်းကိုထွက်သွားနေကြတယ်တလုံးနဲ့ ။ကျောင်းဆရာကြီးမိန့်ခွန်းပြောပြီးသွားတဲ့အခါသူတို့တို့စာသင်ခန်းထဲကိုပြန်အောင်လာကြတယ်။အတန်းမှိုင်ဆရာမက"ကဲတားတို့သမီးတို့ဖျားရင်ရှိခိုးရအောင်နော်။ရှိခိုးပြီးမှမိဆက်တောင်လို့တော့မယ်။"ဆရာမအဲ့လိုပြောလိုက်တော့ဖိုးထူးလို့လေထိုင်နေရကနေလောက်ကလေးတွေချင်းလို့ဖျားရွှတ်ပေါ်လိုက်ကြတယ်ဖျားရွှတ်ကိုပြီးသွားတဲ့အခါမှာအတန်းမှိုင်ဆရာကတားတော့သမီးတို့အားလုံးမင်္ဂလာပါ ။ဆ ्याम မကတော့သားရဲ့တမ်းမိုင်ဆ ्याम မပါ။ဆ ्याम မနမယဖြူဖြူစွေးတဲ့။မှတ်ထားကြနော်။ဆ ्याम မကတော့သင်ချာတယ်မ။ကဲဒီတော့မသိခင်မှာနမစင်းခေါ်လိုက်မယ်။ဒါနဲ့ဆ ्याम မကအတန်းထဲမှာရှိတဲ့ကျောင်းသားတွေရဲ့နမစင်းကိုခေါ်တော့တယ်။ဖိုတူဖိုတူနမည်ခေါ်တော့ဖိုတူကလက်ညှိုးထောင်ပြီးထိုးလိုက်တယ်။ဟုတ်ပြီ။နောက်ထပ်တယောက်တုတ်ပေါ်ရှိပါလေခင်ဗျ။ ဒီလိုနဲ့နာမည်စင်းခေါ်ပြီးသွားတဲ့အခါမှာဆရာမကဒီနေ့တော့ပြောစရာတွေကများလွန်းလို့စာသင်ရတော့မှာတော့မဟုတ်ဘူးပဲဆရာမအဲ့လိုပြောလိုက်တော့အောက်ကကျောင်းသားတွေကရှည်ကြတယ်အရင်နေ့ကအတန်းကောင်းဆောင်လုပ်ခဲ့တဲ့သူရှိလားရှိရင်ဆရာမမတက်ရက်ပြပါဒါနဲ့ဖို့သူကမတက်ရက်ပြလိုက်တယ်တားလုပ်ခဲ့တာမှဆရာမအင်းဟုတ်ပြီဒါဆိုဒီနေ့လေတာပဲအတန်းကောင်းဆောင်လုပ်လိုက်နော် ပြီးတော့လေဆီယမားတို့အသိလက်ခွဲရအောင်မင်းတင်းလာနေတောက်ကြအတိအဲအဲ့ဒါအခုပဲချက်ချင်းခွဲလိုက်ရအောင်နော်ခွဲပြီးရင်ဆီယမားကိုအသိန်းကိုစားမျိုးတယောက်က နမစင်းလာပြီးလက်ဆီယမားလည်းအဲ့လိုပြောပြီးထိုင်ကောင်မဝင်ထိုင်လို့စီးရင်ဆရာတွေလုံနေတော့လေတပတ်မှလည်းဖိုးသူတို့ကအသိန်းကိစ္စကိုလုံနေကြတယ်အရှင်နှစ်ကလိုပဲမင်းမေအသိန်းကောင်းဆောင်လုံးလိုက်တော့ဟာ တော်တော်အသိန်းကောင်းဆောင်ရောအတန်းကောင်းဆောင်ရောလောက်ရတာပင်မနေကွဒီတခါတော့အသိန်းကောင်းဆောင်ကိုမင်းတို့နှစ်ယောက်တည်းကတယောက်လုံးလိုက်ငါမလုပ်တော့ဟာငါမလုပ်ချင်ပါဘူးငါပိမင်းလုပ်ဟာငါလည်းမလုပ်ချင်သူလုံးကိုလုံးဖြစ်နေကြရင်ငပိန်နဲ့တုတ်ပေါ်ကိုဖို့ထူအောင်ဟာမင်းလုံးညင်းမနေကြနဲ့ငပိန်မင်းလုံးလိုက်ငါတို့အသိန်းကိုတင်းလိုက်ယူကြမလားဟမ် ဖိုးသူစကားကိုနှစ်အောင်လုံးကကန့်ခွက်ကြတယ်တုတ်ပေါ်ကယူလို့တင်းလာယူမလားကွတပတ်လုံးစာလှည့်ရကြောင်းရတာမင်းမမှတ်သေးဘူးလားဒါဆိုဈာရဲ့ယူတာပေါ့ဘိုတိုဦးဖြစ်ဖြစ်ငါတို့ကြည်လုံးမနေနဲ့မိဝိုင်းကိုလည်းခေါ်လိုက်မိဝိုင်းနေငါတို့အတင်နဲ့ပါမမလားပါမပေါ့ဟဲ့နင်တို့ကငါ့ကိုချန်နာကျင်တာလားကဲဒါဆိုရပြီငါအတန်းမှန်ဆီယမကိုလူစင်းသွားပေးလိုက်တော့မယ် ဖိုတိုလည်းအဲ့လိုပြောပြီးတော့ဆီယမကိုစာရွက်သွားပေးလိုက်တယ်။အဲ့ဒီအချိန်မှာပဲအတန်းချိန်ပေါင်းနဲ့ခေါင်းလောင်းထိုးသွားတော့ဆီယမက"ကဲ၊သားတို့သမီးတို့အားလုံးမင်္ဂလာပါ။ဆောင်းတော့မနေ့ပြန်မှစတင်တော့မယ်နော်။"ဆီယမလည်းအဲ့လိုပြောပြီးအခန်းထဲကနေထွက်သွားတယ်။ဒီလိုနဲ့နေ့လယ်၃နာရီခွဲပြီးတောင်းဆင်းချိန်မှာဖိုတိုတို့လည်းကျောင်းထဲကနေစကားပြောပြီးတော့ထွက်လာကြတယ်။ ကျောင်းတဲ့ပထမနေ့ကတော့မိုက်တယ်။ဘယ်ဆရာကမှစာမသင်ကြောင်း။တို့အကြောင်းကြီးပြောပြတာနားထောင်နေရနဲ့။ကျောင်းစင်းသွားမှန်းတာမသိလိုက်ဘူး။ဟုတ်ပါကွာ။ဒါပေမဲ့ကြည်တာလာပါလိမ့်မယ်။နောက်ရက်တွေကျရင်တင်လိုက်မယ်စာရည်။တစ်ချိန်နဲ့အားများလို့ကာယချိန်နဲ့ရာသချိန်တွေမှာဝင်တင်ကြလိမ့်မယ်။ဖို့သူပြောတာကိုအားလုံးကလည်းထောက်ခံလိုက်ကြတယ်။ဟုတ်ပါဟုတ်ပါ။ဒါနဲ့တမ်းမိုက်ဆရာမှငါတို့တင်သားသလိုအပေါ့မစိုးဘူးနော်။သဘောကောင်းနေဟာ။ ငါမပြောဘူးလားအပေါမဆိုးပါဘူးလို့အဲ့ဒီကအလုရှုံနေလို့ပါဆိုတော့မင်းတို့ကအထင်လွင်းနေကြတာလေဟမ်အဲ့ဒီအချင်းငပိန်ကရုတ်တရက်ထပြောတော့တယ်ဟိုရှိရဓာတ်တိုင်ကိုဘသူရင်ရှောက်လေးပြိုင်နေရှုံးနေသူကကြာနေကြော်ဝဲကြွေးကြီးငပိန်လည်းအဲ့လိုပြောပြီးရှေ့ဆုံးကနေပြေးတော့တယ်ငပိန်ပြေးသွားတော့တုတ်ပေါ်ဟာဟဲ့ငပိန်မင်းမညစ်နဲ့လေကွာစောင့်အောင်ကွာ တော်ပေါ်လေးအနောက်ကနေပြေးလိုက်သွားတယ်။ဖိုးသူဟာကဲမိဝိုင်းငါတို့လည်းပြေးကြရအောင်ဟဲ့။အဲ့လိုပြောပြီးဖိုးသူနဲ့မိဝိုင်းလေးအနောက်ကနေပြေးလိုက်သွားကြတယ်။ဒီလိုနဲ့ဖိုးသူရဲ့ပထမဆုံးကြောင်းတက်တဲ့နေ့လေးကပျော်စရာနေ့လေးတစ်နေ့ဖြစ်နေပြီးဆုံးသွားပါတော့တယ်။